်းနာရှင်မိစ္ဆာကောင်မင်းအောင်လှိုင်ရသူ့အလုပ်ပဲသူလုပ်နေမယ်နော်သူတို့ရဲ့အလုပ်ကအတိုင်းပြည်သားများရဲ့အသက်အိုးအိမ်စီးတင်ကိုကာကွယ်စောင့်ရှောက်ရမယ်အလုပ်ပဲစစ်တဲ့ဟေးဆိုရတာလို့မကောက်ဝေးဦးစည်းချုပ်ဟေးဆိုတဲ့အလုပ်ကဒီအလုပ်ပဲနော်ကဘာပေါ်မှာလေးပဲတွက်ကြည့်ကာကွယ်ဦးစည်းချုပ်တွေစစ်တဲ့တွေကတူတိုင်းပြည်သားများကိုမထိနေထိမီးပွင့်တော်မှာပဲဒါသူတို့အလုပ်ပဲသူတို့အလုပ်ကိုသူတို့လုပ်နေရင်ဦးစင်းတို့ကဒီဒုက္ခတွေဘာဖြစ်เสียအကြောင်းရှိလဲမကောင်းတာတားမိရမှာဘုန်းကြီးရဲ့အလုပ်လေး ကောင်းတဲ့ဓမ္မလမ်းကြောင်းပေါ်ကိုရောက်အောင်မြင်ရမှာဘုန်းကြီးရဲ့အလုပ်ဒီဘုန်းကြီးကဒီအလုပ်ကိုကြတော့မလုပ်ဘဲနဲ့ကိုကိုတိုင်းမဘာသာတွေကိုချောက်ကိုတွေဆရာနာရှင်အလိုကြတွေအတီကုန်းတွေဖြစ်အောင်ကြတော့ကိုကကြတော့လုပ်ခဲ့ပြီးတော့အခုကြတော့မှခုနကပြောခဲ့တဲ့နော်အဲဂျားနေလိုလိုကလင်ကကြီးကြပြီးတော့ဟိုလျှောက်ပြောဒီလျှောက်ပြောဟေးဆိုတာဒါတွေကကောင်းတဲ့ကိစ္စမှမဟုတ်တာနော်ဒီဒုက္ခရဲ့မူရင်းဖြစ်လာတာဟာဒီမိစ္ဆာကောင်းတွေကြောင့်ဖြစ်နေတည်တည်ကြီးနဲ့ မပြောရဲဘူးဆိုတော့ဆိုရင်ဒီဘုန်းကြီးကမယိုးသားတာပဲကလင်ကြတာပဲဘုရားမေချောင်းဝင်ပြီပါဘုရားဆေယနာရှင်ကို တော်လာနာလားပြည်သူတွေကိုဒုက္ခပိနေလားလားဆိုပြီးတော့ဒီဒါသရဆရာတော်ကအဲ့ဒီဆရာအစာကိုဖတ်ပြနေတာတွေ့ရပါတယ်ဘုရားအဘယ်သူမှားတယ်ဘယ်သူမှန်တယ်တော့သူလည်းမပြောရဲဘူးလို့ပြောပါတယ်ဘုရားဒါကြောင့်အနာပြောက်ချင်ရင်ခွဲစိတ်မှုကိုခံရမှာဖြစ်ပါတယ် အာဒါကြောင့်ဆေးအနာရှိကိုတော်လန်တာဟာတခဏတာဆင်းရဲမှုဖြစ်ပြီးတော့အမြဲတမ်းဆင်းရဲကလုံမြောက်မှာဖြစ်ပါလေခင်ဗျာဒီလိုအကြောင်းပြုတရားကိုယဟန်တမန်အနေနဲ့သိတာဟာတရဏဂုံပြတ်တယ်လို့ဆိုနိုင်ပါမလားဖြေချပေးတော်မူပါခင်ဗျာဟုတ်ကဲ့ပါမိကုံမေးလျှောက်ပေးတဲ့အတွက်ကြောင့်ယေရှုအများကြီးတင်ပါတယ်မိကုံရှင်မေးတဲ့ဟိတတရဟိဆိုတာဝိဇ္ဇနိုရဲ့တိုင်းပြည်မှာအစ္စလမ်ဘာသာဝင်တွေနဲ့ဗုဒ္ဓဘာသာတွေအတူကြုံနေ ပရိပက္ခတွေဖြစ်အောင်ဟိုးလျှောက်ကိုဆိုပြီးတော့စာရွက်တွေနော်လိုက်ကကြစိုင်းတိုင်းတွေမှာလိုက်ကကြတခြင်းတွေတခါတည်းတယုံယုံနဲ့ဆိုကြတခြားဘာသာတွေကိုလိုက်ပြီးတော့နော်နှိတ်ကိုကြတွေလုတ်တဲ့အခါမှာအဲ့ဟိတတရဟာကောင်းဆောင်ပါပဲမဘာတ္တမှာလည်းပဲသူကတကယ်ကောင်းဆောင်ပါပဲတိုင်းမိကြီးကိုဖြစ်စည်းတဲ့တည်းမှာတကယ်ကောင်းဆောင်ပါပဲအာနာရှင်စစ်အာနာရှင်တွေအလိုတော်ကြအမဲယိုးကြရလို့ဟောင်းနေသေးတယ်မှာလည်းပဲသူကတကယ်နံပါတ်1ပါပဲဓာတုရဲ့ မူရင်းကိုမိမိတို့ကမြင်အောင်ကြည့်ဖို့လိုပါတယ်။မူရင်းကိုမြင်အောင်ကြည့်မှဒီလူရဲ့အလုပ်ကကျွန်တော်ပြောခဲ့တဲ့နော်စာဖတ်ပြတာလေဦးဇင်းတို့ကိုယ်တိုင်ကြည့်လိုက်ရပါတယ်။တကယ်တမ်းညာတော့ဦးဇင်းတို့ကပြန်စဉ်းစားကြည့်ပေါ့။နော်ဒီနေ့ဘာလို့ဖြစ်နေကြလဲ။ဆရာနာရှင်မိစ္ဆာကောင်မင်းအောင်လိုင်ကသူ့အလုပ်ပဲသူလုပ်နေမယ်။သူတို့ရဲ့အလုပ်ကတိုင်းပြည်သားများရဲ့အသက်အိုးအိမ်စီးစင်ကိုကာကွယ်စောင့်ရှောက်ရမယ့်အလုပ်ပဲစစ်တပ်ဟေးဆိုတာဒါလို့မကောက်ဝေးဦးစီးချုပ်ဟေးဆိုတဲ့အလုပ်ကဒီအလုပ်ပဲ နော်ကဘာပေါ်မှာလေးပဲတွေ့ကြည်ကာကွယ်ဦးစည်းချုပ်တွေစစ်တပ်တွေကတူတိုင်းလူပြည်သားများကိုမထိနေထိမီးပွင့်တော်မှာပဲ။ဒါသူတို့အလုပ်ပဲ။သူတို့အလုပ်ကိုသူတို့လုပ်နေရင်ဦးစင်းတို့ကဒီဒုက္ခတွေဘာဖြစ်เสียအကြောင်းရှိလဲ။နော်ဒီဒုက္ခရဲ့မူရင်ဖြစ်လာတာဟာဒီမိစ္ဆာကောင်တွေကြောင့်ဖြစ်နေတည်တည်ကြီးနဲ့မပြောရဲဘူးဆိုတဲ့ဆိုရင်ဒီဖုန်းကြီးကမယိုးသားတာပဲ။ကလင်ကျတာပဲ။ဒါဦးစင်းတို့ဗုဒ္ဓမြတ်စွာဘုရားဟာ နော်ဦးဇင်းလေးဖန်ဖန်တက်တက်ပြောပါတယ်တင်္ဂလာဝါရတုတ်ခေးဆိုရင်လည်းမကောင်းမြတ်တာကောင်းရညွန်လေးအသေးဟောကျူးဆိုတာမကောင်းတာတားမြစ်ရမှာဘုန်းကြီးရဲ့အလုပ်လေကောင်းတဲ့ဓမ္မလမ်းကြောင်းပေါ်ကိုရောက်အောင်မြင်ရမှာဘုန်းကြီးရဲ့အလုပ်ဒီဘုန်းကြီးကဒီအလုပ်ကိုကြတော့မလုပ်ဘဲနဲ့ကိုကိုတိုင်းမဘာသာတွေကိုချောက်ကိုတွေဆက်အနာရှင်အလိုကြတွေအတီကုန်းတွေဖြစ်အောင်ကြတော့ဘုရားကြတော့လုတ်ခဲ့ပြီးတော့အခုကြတော့မှဂျားနေလိုလိုကလင်ကကြီးကြပြီးတော့ဟိုလျှောက်ပြောဒီလျှောက်ပြောဟေးဆိုတာဒါတွေကောင်းတဲ့ကိစ္စမှမဟုတ်တာဘုရားကပြောတင်ပြောထိုက်တာကိုပြောရမယ် မပြောဘဲနဲ့အဲ့ဒါကြီးကိုပါဇက်ပိတ်ပြီးတော့နေရင်ခွေးအကျင့်ဝက်အကျင့်နွားအကျင့်အဲ့ဒါကိုတချို့ဘုန်းကြီးတွေကိုကိုကိုတရားရှိတယ်လို့လို့ဘာလို့လုပ်လဲဘုရင်တို့ကဓမ္မကိုပြောတင်ပြောထိုက်တာမပြောရင်အာရမတွေထွန်းကားနေမှာပေါ့အာရမထွန်းကားနေဘုရုကြောင့်လဲပါဇက်ပိတ်နေတဲ့ရတဲ့လူတွေကြောင့်ဒါကြောင့်မလို့ဗုဒ္ဓကနော်သူစီရောက်လာတဲ့ရဟန်းတန်ဃာတွေကိုမေးတော့တပည့်တော်တို့ကအချင်းချင်းနဲ့နော်စကားတွေမပြောကြဘဲနဲ့အဲဝစီပိတ်ပြီးတော့ကျင့်ပြီးတော့နေကြပါတယ်တဲ့ဒါတော့မှပဲအာရမတွေကိုတွေ့လို့ ဟိုမပြောဘူးနေကြတယ်မဟုတ်ဘူးနော်အချင်းချင်းတပည့်တော်တို့ကမပြောဘဲနဲ့ဝစီပိတ်ကြည့်မိနေကြတယ်လို့ပြောတာလေးကိုတော့ဗုဒ္ဓကငေါက်တယ်ဟာမင်းတို့ကတယောက်နဲ့တယောက်ဖြစ်ဆိုတာဓမ္မတက္ကိစာတရားတွေဆွေးနွေးကြရမယ်လေတဲ့မှားတာတွေမှန်တာတွေမှန်ရင်ထောက်ပြအမှန်လမ်းကြောင်းရုပ်ကိုရောက်အောင်သွားကြရမယ်လေတဲ့အခုဝစီပိတ်ပြီးကြည့်နေရေးဆိုတော့အဲ့ဒါခွေးအကျင့်နွားအကျင့်ဝက်အကျင့်ပဲလေတဲ့ဘုရားကဒါကျင့်ကနေတည်းမှာအထင်ရှားပြောခဲ့တာလေအခုမှားနေတာကြီးကိုမပြောဘူးဟဲ့ဆိုရင်ခွေးအကျင့်ဝက်အကျင့်နွားအကျင့်တဲ့တော်ဆိုလေတဲ့ ိတ်အောက်တန်းကြတဲ့အကျင်းအဲ့ဒါကြီးဒီကိုဟုတ်တယ်အောင်မိပြီးတော့တွားကိုးဝင်နေကြတာဟိတသရာမြောက်ပြဆန်တော်ကိုရင်လေးတွေပြလိုက်ဓပုံလေးရိုက်ပြလိုက်အဖတ်တွေတုံးလိုက်နော်ငိုပြလိုက်အဲ့ဒီဟိုဒကမတယောက်ရှိသေးတယ်ဟန်အမှုရာတွေနဲ့နင်းသူတို့ရိုက်ပြလော်ပြီးလှုပ်ပြနော်သူမိတ်ဆွေတွေခေါ်သွားနေဘုန်းကြီးတွေကလူတွေကြီးကဘလို့ကလိန်ကြပြီးယူရမလဲတဲ့သူတို့စဉ်းစားတာနော်လူတွေကြီးခံစားနေရတဲ့ နော်အာနာရှင်တွေကြောင့်မရောက်တင်မရောက်နေကြတဲ့နော်ကဘာပေါ်မှာလေးပဲသူများနိုင်ငံတွေသွားခုနိုင်ငံကြီးရှိပါလျက်နဲ့မလုံယုံတော့သူများမလုံချင်တာတွေလုံရနော်ခုနပြခဲ့တဲ့ dangerous အနေအရှိဆုံးဟာလုံရတယ်တတိသူများဟာတွေမလုံချင်တာတွေညစ်ပတ်ဆုံးဟာတွေလုံရတယ်နော်တို့ရှိစဦးစင်းတို့လူမျိုးတွေအနေအရှိဆုံးလုံရတယ်အညစ်ပတ်ဆုံးအလုပ်တွေလုံရတယ် typical ခက်ခဲဆုံးအလုပ်တွေလုံရတယ်နော်အဲတို့ရှိစမှာ ဒါကြောင့်မလို့ဦးဇင်းတို့ပြောကျင်နိုင်ရပါလေဟဲ့ဆိုတဲ့အခါမှာဦးဇင်းတို့လူမျိုးကဒီလိုဘဝမရောက်တဲ့မင်းနဲ့ရောက်နေကြတာဟာအာနာရှင်ရောက်မယ်ဒါကိုပြောရရမှာဒီတော့မှအာနာရှင်တွေကတဖြည်းဖြည်းတဖြည်းဖြည်းပြောက်ွယ်သွားမှာပေါ့သူ့ကိုထောက်ထောက်ထားတာဒီတောက်တိုင်းကြီးရှိနေရင်အာနာရှင်ကဘယ်လိုလုပ်ပြောက်မှာဒါကြောင့်မလို့ဟိတတရာဟိဆိုတာနီးမျိုးစုံနဲ့ပလင်ကကြီးကြပြီးတော့အာနာရှင်ကိုထောက်ထောက်နေတဲ့ကိုတော့ဖြစ်ပါတယ် ။ဒါကြောင့်မလို့သူကနည်းနည်းလေးနော်စာလေးတွေ့တယ်ဟေ့ဆိုရင်အာနာရှင် အတွက်ထောက်ထောက်မဲ့စာလေးတွေတွေ့တယ်ဟေ့ဆိုရင်သူကအဲ့လိုဖတ်ပြပြီးတော့သူကလုံနေတာပါ။ပြီးရင်လည်းပဲသူကိုယ်တိုင်ပြောနေတာအဲ့ဒီမှာစီရီယန်နေဟေ့ဆိုတာအာတကယ်တမ်းကျတော့ဆရာဝန်ဟေ့ဆိုတာဆရာဝန်အလုပ်ကိုလုပ်ရမှာအခုလိုမလုပ်ဘဲနဲ့ဟေ့ဆိုလို့ရှိရင်ဒါဆရာဝန်ကြီးမှုတွေပြက်ကွက်တယ်ဘာညာတွေနဲ့မှန်မဟုတ်ဘူးလေ။မြတ်စွာဘုရားက အဒီဝနာစားပါလာနဲ့လူမိုက်နဲ့မပေါင်းနဲ့လူမိုက်ခိုင်းတာမလုပ်နဲ့လူမိုက်ခိုင်းတာ လုပ်ရင်လူမိုက်အားရှိရင်ဒီထက်ပိုပြီးလူမိုက်ကနှစ်စာသုံးစာပိုမိုက်ပြီးတော့အဲ့ဒီဓာတ်ကြီးခံရမယ်။ဒါဗုဒ္ဓပြောထားတာ။ကြည်တံလုပ်တယ်ဟေ့ဆိုတာလူမိုက်ကိုမပေါင်းတာပဲဗုဒ္ဓရဲ့အလိုကြပဲ။အဲ့တော့ဗုဒ္ဓစကားကိုဖြတ်ပြီးတော့အလင်ကြီးကြည့်ကြပြီးတော့ဆရာမဆိုတော့စာမသိရင်မလုပ်မှလည်းဆိုယနေ့စီတံလုပ်တဲ့ဆရာမတွေစာမသိနေတာမဟုတ်ဘူး။လူမိုက်အောက်မှာမဟုတ်တဲ့ဟာတွေမတင်ဘူးလို့ပြောတာ။ယနေ့တို့တို့ဇုံနေရာနေတင်နေနော်တကယ်အမှန်တရားတွေတင်နေ နော်ဓမ္မတွေထုံးကောင်းအောင်သင်တယ်ယင်ထဲမှာမကြောက်ရရတဲ့အသင်တယ်အခုဆရာနာရှင်အောက်ကတွေတိတ်တဲ့အတိုင်းပဲကြောင်းနေမှာတွန်းကြတန်းကြနန့်ကြငွေစီတွေလှုပ်ကြအချင်းချင်းထိုးကြကြိတ်ကြနေနော်အကုန်လုံးအဆိုးတွေကြီးပဲအဲ့ဒါကိုသူကခုနပြောတဲ့အဲ့ဒီဟိတဒရဆိုတဲ့ကောင်ကအဲ့ဒီလိုမျိုးတွေဖောင်းနေထုတ်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့လာရလည်းမကောင်းပါဘူးနော်မာဘာတာ96ကိုလာရကလည်းမကောင်းဘူးအာနာရှင်တဆိုးရှည်အောင်လုပ်တယ်အာနာရှင်အောက်မှာလူတွေကအဋ္ဌဉဏ်နေအမှောင်ကြတော့မှသူတို့ကမရောက်ပြဆန်တောင်းလိန်မှုရမှာလူတွေအဋ္ဌဉဏ်မြင့်လာရင် ဒီမိုကရေစီတွေရလာရင်ကိုယ့်ကိုစဉ်းစားတတ်လာရင်မြင်မှားလာရင်တို့လိမ်မရတော့ဘူးသိတယ်။ဒါကြောင့်မလို့သူတို့ဟာဒီမိုကရေစီရဲ့ပုံရိပ်ကိုဖျက်ပြီးတော့အာဏာရှင်တဆိုးရှိအောင်အသက်သွင်းနေကြတဲ့ပုံစံတွေပဲဖြစ်ပါတယ်လို့ဖြေကြပြပါတယ်။ကျေးဇူးတင်ပါတယ်